မန်ချက်စတာယူနိုက်တက်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုလာမယ်ကျွန်တော်တို့ဒီဂျာတာပရီနေ့မနက်တနိုင်ခွဲအချိန်မှာဆိုလို့ရှိရင်တော့ဒေါ်တင်ဟော့စဝတ်အသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ကယူရိုပါလိဖိုင်နယ်ပွဲစဉ်ကြီးကိုဒါရှင်ပြိုင်ကစားအောင်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ team dot လေးကိုမတင်ဆက်ခင်မှာအဲဒီဖိုင်နယ်ပွဲစဉ်ကြီးကိုကျွန်တော်ရဲ့ EC ကိုရဲ့ဘိုရာရဲ့ပေါ့နော်အဲဒီတောင်းရောင်းနဲ့အတူတူကြည့်ကျင်နေအတူတူ United အသင်းကိုအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီစုလွေဖျားလန်းနဲ့ ကန်နာလန်တောင်မှာတည်ရှိတဲ့ Airvity Hotel ကိုကြွာလန်းခဲ့ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ကြဲတော့ကျွန်တော်တင်တော်လီကိုစမယ်။ပြောမယ်ဆိုလို့ရှိရင်တော့ဗျာအထယ်ကြီးပြတ်နှစ်သင်းရဲ့ Europa League Final ပွဲကိုကျွန်တော်ကြည့်ရတော့မယ်။ United ရော Tottenham Hotspur ရောဒီနှစ်မှာဆိုရင်တော့တော်တော်ကြီးအခြေအနေဆိုးတဲ့အသင်းနှစ်သင်းပဲ။ဒါပေမဲ့ Premier League ပေါ့နော်ပြောမယ်ဆို Premier League မှာအခြေအနေဆိုးနေပြီမယ်။နှစ်သင်းစလုံးက Europa League ကြတော့ဟောဖို့တောင်းနေရမယ်။တကယ်ဟုံးတောင်းနေ။ဆိုတော့ Korea United ဆိုလို့ရှိရင်လည်းဒီနှစ်ဥရောပ ပြိုင်ပွဲဝင်အသင်းတွေထဲမှာတကယ့်ကိုရှုံးပွဲတပွဲမှမရှိသေးတဲ့တခုကြီးသောအသင်းများအရေးကြီးတာကတော့အဲ့ဒီရှုံးပွဲမရှိတဲ့စံချိန်ကိုအခု final ပွဲအထိဆက်ထိန်းထားပြီးတော့ချန်ပီယံဆုဖလာယီကိုရယူနိုင်မှာပဲကဲအဲ့တော့ကျွန်တော်တို့ရဲ့ TikTok ကိုစာလက်ရှိအနေအထားကျွန်တော်အခုလက်ရှိအနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Tottenham Hotspur United အသင်းကပြောမယ်ဆိုရင်ဒဏ်ပြဿနာတွေကိုကြုံနေရတယ်ဆိုပေမဲ့လည်း United ကတော့အချိန်လေးပိုကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆက်ပြီးတော့ကျွန်တော်နောက်ဆုံးကစားခဲ့တဲ့ဒီ Chelsea နဲ့ပွဲမှာလည်းဒဏ်ရာကစားသမားမရှိခဲ့ဘူးပေါ့နော်လူငယ်ကစားသမားတွေဖြစ်တဲ့ဒီ Haven ရော Collier ရောဒါပြန်ကစားနိုင်ပြီအဲပြီးတဲ့ခါကျတော့ Dalot နဲ့အဲ Johnny Ivan တို့ကတော့ဒဏ်ရာပြန်ပြီးတော့တက်တာလာတယ်ဆိုပေမဲ့လည်းကြန့်ခိုင်မှုပြေဝါဖို့အတွက်ကတော့ဒါရုံးကန်နေရသေးပဲဒါပေမဲ့အဲစိတ်ညစ်စရာတစ်ခုပေါ့နော်တစ်ခုကတော့ဒီ delay ရယ Euro ရယ် Martinez ရယ် Zaxie ရယ်ကတော့ဒီ Europa League final ပွဲကိုတေချာပေါက်လွဲချော်လိုက်မယ်ဆိုတော့ ထပ်ပြီးတော့စိတ်ပျက်စရာကတော့ဗျာ United ဒီနောက်ပိုင်းပွဲတွေမှာလူစားဝင်ပြီးကစားလေးရှိတဲ့လူငယ်တိုက်စစ်မှုဒါ OB ပေါ့နော် OB ကတော့ Europa League မှာအဲသူ့ရဲ့နာမည်ကို register မလုပ်ထားတဲ့အတွက်တော့ဒီ final ပွဲကြီးမှာတော့ပေါင်းကစားခွင့်ရမှာမဟုတ်ဘူးဗျအဲအဲ့ဒါကတော့ကျွန်တော်တို့နည်းနည်းလေးစိတ်စိတ်ပျက်စေတယ်ပေါ့ဗျအဲအဲ့ဒါကြောင့် United ရှင်တန်းမှာတော့တိုက်စစ်မှုစစ်စစ်ရဲဆိုလို့ bro တို့တအူးတဲ့မောက်မူပိုင်ရှင်ပေါ့နော်ကျွန်တော်တို့ရဲ့ white line လေးတယောက်ပဲရှိပါတယ် အကြမ်းမင်းပြောရရင်တော့ဗျာ United အသင်းကဒဏ်ရာကစားသမားတချို့ရှိနေတယ်ဆိုပေမဲ့လည်းတိုက်ဆက်မှုနေရာမှာအပြောင်းလဲလုံးလုံးမရတာလွဲရင်တော့ဂျန်တဲ့နေရာတိုင်းမှာတော့အရင်သူ့ရဲ့ဖောင်ပေါ့နော်ပုံစံတော့ပြတ်မသွားဘူးနည်းနည်းအဲ AC ပဲလို့တော့တတ်မှတ်လို့ရရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ Tottenham ဘက်ကိုပြန်ကြည့်မှဆိုလို့ရှိရင်တော့ကျွန်တော်တို့ United လို့မဟုတ်ဘူး အဲကျွန်တော်တို့ဗျာဒုက္ခ United နဲ့တွေ့လို့ရှိရင်ဒုက္ခပေးနေကြကျွန်တော်တို့ယင်တမမနဲ့ကြည်နေကြကစားသမားတွေဖြစ်တဲ့ Kulusevski တို့ Madison တို့ Tomo Warner တို့ဟာဒီပွဲမှာတေချာပေါက်လုံးဝလွဲချော်မှာနောက်တန်းမှာဆိုလို့ရှိရင်လည်း United မှာဒါအငှားလာကစားခဲ့မှုတဲ့ဒီ Regulon တို့ပြီးရခါကျတော့အဲ Dragusan တို့လိုကစားသမားတွေကလည်းဒီပွဲကိုဒါထပ်ပြီးတော့လွဲဦးမယ်နောက်ပြီးတော့အသင်းကောင်းဆောင် Son Heung-min နဲ့ Richard Lee San ကလည်းသူတို့နှစ်ယောက်ကဒဏ်ရာကပြန်ပြီးတတ်တာလာတယ်ဆိုပေမဲ့လည်း တို့ရဲ့ကြန့်ခိုင်မှုကတော့ဒါပြေဝဝရုံးကန်နေရသေးပဲဆိုလိုတာပါဗျာတို့နှစ်ယောက်ပါဝင်ကစားမယ်ဆိုလို့ရှိရင်တော့ maybe ဒုတိယပိုင်းလောက်မှာပဲပါဝင်ကစားမယ်ပါဝင်ကစားနိုင်လိမ့်မယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ပွဲပြီးကန်နေ15မိနစ်ဝင်းကျင်ပေါ့ maybe အဲ့လောက်ပဲတို့ကပါဝင်ကစားနိုင်အောင်မယ်အနေထားမျိုးဆိုလိုချင်တာကတော့နှစ်သင်းစလုံးမှာဒါန်ပြဿနာတွေရှိနေတာတောင်မှအဲအနေဆုံးများစာရွက်ပေါ်မှာလူစင်းကိုချရေးလိုက်မယ်ဆိုလို့ရှိရင်တော့ United ကလက်ရှိအချိန်မှာတော့ ော်တန်ဟော့စ်ဝါ့အသင်းတက်ဒါနဲငယ်တာလွန်နေတာတော့အမှန်ပဲလက်တလောခြေစွမ်းနဲ့အဆင်လားဆိုတော့ကျွန်တော်ဒီနှစ်ဘောလုံးရသည်မှာ United နဲ့ဒီ Spurs အသင်းတို့ဟာဒါ၃ခါတိတိရင်ဆိုင်ခဲ့ပြီးွားပြီ၃ခါစလုံး United အသင်းကအရှုံးပေးခဲ့ရတယ်အဲအဲ့ဒါကိုကြည့်ပြီးတော့လဲဒါ Spurs ပရိသတ်တွေကတော့ဒါတို့တက်ထောင်ရင်လဲထောင်မှာပေါ့ဗျာမင်းတို့ဒီရာသည်မင်္ဂလာတော့၃00ရောင်းရှုံးလာတာဒီတစ်ခါတော့နိုင်မှမလားဆိုပြီးတော့တက်ထောင်ကြမှာပေါ့ဒါပေမဲ့ထားပါတော့ဒါကတော့ ဆိုတော့ Old Trafford မှာဆိုလို့ရှိရင် United တင်းက3ဂိုး9မရှိနဲ့ရှုံးခဲ့တယ်။ Leeds မှာ4ဂိုး3ဂိုးနဲ့ရှုံးတယ်။ Tottenham Hotspur အသင်းရဲ့ကွင်းမှာတကိုးကိုးမရှိဆိုတဲ့ရလနဲ့ United တင်းကရှုံးခဲ့တယ်။ဆိုတော့နောက်ဆုံးရင်ဆိုင်ခဲ့တဲ့ပြိုင်ပွဲစုံထိပ်တိုက်တွေ့ဆုံမှု6ချိန်မှာလည်း Tottenham ဟာ United ကိုမရှုံးနိုင်ခဲ့ဘူး။ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါတွေကတော့လက်တလောအနေထားရေပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကတစ်ဖက်ကပြန်ကြည့်မယ်အစင်လာတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ United ကတော့အများကြီးအตาရနေတဲ့အနေထားမှာတော့ရှိရဲ့။ တော့မဆိုဗျဒေါတင်ဟော့စပါတင်ရတော့ဗျဆယ်စုနှစ်နှစ်ခုစာလောက်မှတစ်ခါလောက်ဖလားရတဲ့အတင်းနဲ့ပြီးခဲ့တဲ့နှစ်နှစ်ဆက်တိုက်ဗျာစုဖလားတစ်လုံးစီရထားတဲ့အတင်းနဲ့ကတော့အနေထားကတော့အကွာကြီးကွာတာတော့ bro ဒါဒါရှိလို့ရှင်သိပါတယ်သိရမလားဆိုတော့ United ကဥရောပပြိုင်ပွဲမှာဒါ Champion ဖြစ်ဖူးတဲ့ပထမဆုံးအင်္ဂလိပ်ကလပ်အဲကျွန်တော်ဟိုးရင်ဗျာတမိုင်းကြောင်ပြောဦးမယ်ကျွန်တော်သိရမလားစကွန်သင်းဖန်ခင်နေရအမင်းကတမိုင်းကြောင်နေဆောင်းရမ်းကောက်တယ်ကွာဟဲ့ကောက်လို့ရလို့ကောက်တာသဘောတူကွာထားပါတော့ကျွန်တော်နည်းငယ်ပြောပြမယ် ဆိုတော့1968ခုနှစ်တုန်းက European Cup မှာ champion ဖြစ်ခဲ့တယ်။အဲ့ဒီတုန်းကကျတော့ကျွန်တော် Champion League ကို Champion League လို့မခေါ်သေးဘူး European Cup လို့ပဲခေါ်တာ။ဆိုဟုတ်ပြီနော်။ဆိုတော့2019ခုနှစ်တုန်းကလည်း Ajax ကို2ဂိုးဂိုးမရှိနဲ့နိုင်ပြီးတော့ Europa League မှာ champion ထပ်ဖြစ်ခဲ့တယ်။ပြီးတော့2021ခုနှစ်မှာလည်းအဲဘောလုံးပွဲတက်ခဲ့ပြီမယ်။အဲ့ဒီတုန်းကတော့ဒါ Villarreal ကိုတမန်ပွဲကစားချိန်မှာတကူးတကူးနဲ့တည်ကြခဲ့လို့ penalty ကန်တဲ့အချိန်မှာတော့ရှုံးပြီးတော့ဒုတိယနေရာနဲ့ပဲဂျင်းတ်ခဲ့ရတယ်။ ဆိုတော့တော်တီယန်ဟော့စပါကကြတော့ဘလို့ဖြစ်လဲဆိုတော့1984ခုနှစ်မှာ UEFA ကပ်မှာချန်ပီယံဖြစ်ခဲ့တယ်ဒါပေမဲ့ဗျာအဲ့လိုချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ဒီဥရောပပြိုင်ပွဲတွေမှာနတ်မှန်အောင်တော့ဝင်မကစားနိုင်ခဲ့ဘူးเนาะဆိုတော့သဘောပေါက်လာတော့မသိဘူးအဲ့ဒါပြောချင်တာဆိုတော့1996ခုနှစ်တုန်းကလည်းချန်ပီယံလိရဲ့ All English Final ဘိုလ်လူပွဲမှာ Liverpool အသင်းကိုနှုတ်ခိုးမရှိနဲ့ရှုံးနေခဲ့တယ် United နဲ့ Tottenham ကဗျာဥရောပပြိုင်ပွဲတွေမှာတခါမှယင်မဆိုင်ဘူးခဲ့တယ်လို့ဘိုလ်လူပွဲတွေမှာသူတို့ စုံတွေးခဲ့ဘူးလားဆိုလို့ရှိရင်လည်းကျွန်တော်စိတ်တင်တစ်ချိန်မှရှိခဲ့ဘူးဆိုတော့အဲ့ဒါကတော့2009ခုနှစ်တုန်းကလီဖလာမှာစုံခဲ့တာဖြစ်ပြီးတော့အဲ့ဒီတုန်းကတော့ပွဲချိန်တွဲမှာဂိုးမရှိသေးကြခဲ့လို့ပန်နဒီကန်တဲ့အချိန်မှာတော့ United က၄ဂိုးတကိုးဆိုတဲ့ရလန်နဲ့အနိုင်ရပြီးတော့ဒါချန်ပီယံဖြစ်ခဲ့တယ်အဲ့ဒီအချိန်တုန်းကအစင်လာရကတော့ United ကဒါအတားအီးတားရဲလို့ပဲဒါကျွန်တော်တို့သုံးသပ်ချင်တယ်အဲဒါအပြင်မြားပေါ့စကိုနဲ့ ranking တို့လို့ပေါ့ကွာကျွန်တော်တို့ရဲ့ဒါလဲကြံကစားသမားဟောင်းတွေကလည်းပြိုင်ပွဲအတွေ့အကြုံမှာ United ကတားတယ် United ပဲနိုင်သွားလိမ့်မယ်ဆိုပြီးတော့ဒါတို့ကပြောခဲ့တယ် ဒီဘက်နှစ်ခုကဘာပြောထားလဲဆိုတော့တော်တင်အသင်းရတဲ့ဥရောပပြိုင်ပွဲတစ်ခုရဲ့ All English Final မှာ Liverpool ကိုရှုံးခဲ့တယ်ရှုံးထားတဲ့အသင်းပေါ့နော်အဲအဲ့လိုပဲ United အသင်းကလည်းအဲ Champion League Final မှာ All English Final တစ်ခေါက်ကံမှုတွေအဲ့ဒီမှာနိုင်ခဲ့မှုတဲ့အသင်းဆိုတော့ရှုံးခဲ့မှုတဲ့အသင်းနဲ့နိုင်ခဲ့မှုတဲ့အသင်းပြန်တွေ့တဲ့ Final ပေါ့ဗျာဘောလုံးပွဲမှာလည်းတဲ့တော်တင် Horse Bar အသင်းက United နဲ့တခုတည်းသောချင်းဆိုင်ဘူးတဲ့ပွဲမှာလည်း United အသင်းကိုရှုံးပေးခဲ့ရမှုတဲ့ဆိုတော့အဲ့ဒီစင်နာရီကြောင့်ဒီပွဲမှာတော့တော်တင်ကရှုံးပြီးတော့ယူနိုက်တက်ကနိုင်သွားမယ်ဆိုပြီးတော့ဗျာ ပြောမယ်ဆိုရင်တော့သင်္ချာပု္ပ္ပာတပုတ်ကိုအဖြစ်ထုတ်သလိုမျိုးသုံးချက်တွက်နည်းနဲ့တွက်ပြီးတော့အတိအကျကိုပြောနေတာဆိုတော့တို့အတိအကျပြောတာတွေကရောတကယ်ဖြစ်နိုင်မှာလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲချန်ပီယံလိဝင်ခွင့်လက်မှတ်ဆိုတော့ပေါ့စကိုနဲ့ရိုင်းကင်းရဲ့သုံးချက်တွက်နည်းနဲ့ခံမှန်းချက်ကတော့အဲကိုငချင်ကိုချင်သလိုဖြစ်နေတယ်လို့ပြောရမယ်ဆိုပေမဲ့လည်းကျွန်တော်လက်ခံထားတဲ့အရာတစ်ခုတော့ရှိတယ်အဲ့ဒါပါလဲဆိုတော့ဘိုလ်ဒူဝဲအတွေ့ကြုံချင်းရှင်မယ်ဆိုလို့ရှိရင်တော့ယူနိုက်တက်ကအတာကြီးတာတယ်ဆိုတဲ့အချက်ပဲ ဆိုတော့ United အသင်းကဘိုလ်လူပွဲတွေခဏခဏကစားထားဘူးတဲ့အသင်း Champion နဲ့ Champion စုတွေကိုခဏခဏရထားဘူးတဲ့အသင်းနဲ့ဘိုလ်လူပွဲကိုဆယ်စုနှစ်နှစ်ခုကြာလောက်မှတစ်ကြိမ်လောက်ဆော့တာလို့ဆယ်စုနှစ်သုံးခုကြာလောက်မှတစ်ကြိမ်လောက်ဆော့တဲ့အသင်းနဲ့ကတော့အတွေ့အကြုံပိုင်းမှာအကွာကြီးกว่าတယ်ဆိုတာနှထင်ကောင်းတဲ့လူတိုင်းသိတယ်။ဆိုတော့ထားပါတော့ကျွန်တော်လည်းအဲ့ဒီပဲနှစ်ပွေလိုမျိုးတင်ချတွက်နီးနဲ့တွက်ပြီးရောခံမှန်းပြီးရောဗျာဖြစ်နိုင်ခြေတစ်ခုကိုတော့ကျွန်တော်ပြောချင်တယ်အဲ့ဒါဘာလဲဆိုတော့ United ကဒီတရာဒီသွင်းမှာ တော်တန်ဟော့စ်ဘတ်အသင်းကို၃ဘွဲ့အောင်ရှုံးပြီးသွားပြီဗျာဘရိုဆိုတော့ဘောလုံးရာသီတစ်ခုတည်းမှာဗျာအသင်းတသင်းကပြိုင်ဘက်အသင်းတသင်းကို၄ဘွဲ့ကစားပြီး၄ဘွဲ့ရှုံးတယ်ဆိုတာဖြစ်နိုင်မလားကျွန်တော်ဘောလုံးစကားမှာပြောလေပြောလာကြည့်ကလန်ဒါကြအရာမဖြစ်နိုင်တော့ဘူးကျွန်တော်ကလန်ဒါကြဆိုတော့ရှိတယ်ဒါဘောလုံးဘွဲ့တွေတောက်လျှောက်ကြည့်တဲ့လူတို့ဒါကစားတဲ့လူတွေဆိုလို့ရှိရင်သိတယ်ကလန်ဒါကြအရာမဖြစ်နိုင်တော့ စပါနောက်တစ်ခုကကျွန်တော် United လို့အသင်းကပြိုင်မဲ့အသင်းအသင်းရောတရားဒီအတွင်းမှာ၄ဝက်ရှုံးမှုဆိုတော့ဖြစ်နိုင်ပါလားအဲဟိုကျွန်တော်ပြောလို့ရှိရင်တော့ဟာမင်းက United fan ဖြစ်လို့ဇာမစောက်ကြီးစောက်ကြဲပြောနေရဆိုပေမဲ့လည်းသတိပြပြောလို့တော့မရဘူးပေါ့ဗျာဒါပေမဲ့ဖြစ်လာပေါ့ရာနိုင်ငံရာခိုင်တော့အရန်နေတယ်လို့တော့အရန်နေတယ်ဆိုတော့တော့ဒါကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာဘလို့လက်ခံထားရမယ်ဆိုတော့ Tottenham ကဟိုတော်တင်ရဲ့ကစားပုံကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်เนาะတော်တင်ရဲ့တိုက်စစ်ကစားပုံကောင်းတယ်เนาะသူတို့ရဲ့ခံစစ်ကစားပုံကတော့ ော်တော်လေးဒါညံ့တာကိုတော့ကျွန်တော်တွေ့ရတယ်တခုရှိတာခုနပြောခဲ့တဲ့ Gloucester Medicine လို့မပါဝင်တဲ့ဒါ Tottenham Hotspur ရဲ့တိုက်စစ်က United ကိုချိန်ချောက်နိုင်ပါမလားပေါ့နော်အရင်ကလိုကောင်းနိုင်ပါမလားဆိုတော့ကျွန်တော်ကြည့်ရမယ်ဒီပြ Postilo ခူးရဲ့ကစားဟန်ကြောင့်လဲ Tottenham ကဒါတိုက်စစ်ကိုအသားပင်းလွန်ပြီးတော့ဒါခံစစ်ကိုဂိုးပေးများနေတယ်လို့ပဲကျွန်တော်တို့မြင်တယ်ဒီလိုအသင်းမျိုးကိုဗျာ United အသင်းကအရင်အရှိ၃ပွဲမှာရှုံးခဲ့သလိုမျိုးပေါ့မြောက်ဘောလုံးပိုင်ဆိုင်မှုအသာယူပွဲတန်ဖိုးထိန်းအဲအဲ့လိုမျိုးပုံစံအတိုင်းသား နီးပြအာမိုရင်ကထပ်ပြီးတော့ပွဲထွက်လာမယ်ဆိုလို့ရှိရင်တော့ United တမျိုးတစ်ပုံဖြစ်သွားနိုင်တယ်ဒါပေမဲ့ဘရို၃ချိန်တော့ရှုံးပြီးသွားပြီเนาะဆိုတော့ဘလို့ပဲဗျာကျွန်တော်တို့အချိန်ကျွန်တော်အစီမှာဗျာဟို white line ကိုသွင်းခြင်းမမှန်ဘူးဒါဘရိုပြောလိုက်မယ်သူ့နေရာမှာအစားထိုးမဲ့တိုက်စစ်မှုကစားသမားမရှိဘူးဟုတ်တယ်ကျွန်တော်တို့မှာဒါပေမဲ့ဘယ်သူတွေရှိလဲဆိုတော့ bruno fernandez ရှိတယ်ဂါနာချိုရှိတယ်အာမက်ဒီယာလို့ရှိတယ် ပြီးတော့နောက်ပိုင်းပွဲတွေမှာပုံစံကောင်းပြန်ပြလာတယ်ဒန်ယာကပြန်ပြီးတော့တက်တာလာတယ်ကျွန်တော်တို့ရဲ့ဒုတိယဆေးရုံအုံကြီးဖြစ်တဲ့မေးဆက်မောက်ပြန်ကစားနေပြီ bro နှလုံးသွင်းပြသွားတာเนาะ bro သဘောပေါက်လားဆိုတော့စိတ်မထင်မထင်သလိုဗျာဒီနောက်တန်းကနေပြီးတော့ဂိုးတွေတက်တက်သွင်းတက်တဲ့ကျွန်တော်တို့ရဲ့အချစ်တော်ကြီးခေါင်းကြီးလည်းရှိသေးတယ်ဆိုတော့ကျွန်တော်တို့မှာဂိုးသွင်းနိုင်တဲ့ကစားသမားကတော့နေရာအဆုံးတွေမှာရှိတယ်အဲ့ဒီခုကတော့ United အတွက်တော့အားသာချက်ပေါ့เนาะ ဆိုတော့ကျွန်တော် personal feeling ကတော့ဟိုအရှိဒီသုံးပွဲမှာရှုံးခဲ့သလိုမျိုး United အသင်းက Tottenham အသင်းရဲ့ခုနကပြောသလိုအမားကိုစောင့်သိရမလားပွဲတန်ဖိုးထိန်းအဲ့လိုမျိုးကစားမယ်ဆိုလို့ရှိရင်တော့ United အသင်းအချိန်နေမလှနိုင်ဘူးအဲအဲ့လိုမျိုးကစားနေမဲ့အစားဗျာဘီဘာဟိုအသင်းနဲ့ကစားခဲ့တယ်စီမီဖိုင်နယ်နှစ်ကြော့သလုံးမှာကစားခဲ့သလိုမျိုးဗျာတူချကိုချပဲဘလို့ဒါဖိုင်နယ်ပွဲတပွဲလဲဆောင်ရမယ်ပွဲတူပြင်းကိုပြင်းပြင်းရမှာပဲဖြီးကိုကလည်းကြုံသူလည်းကြုံအဲ့လိုမျိုးပေါ့နော် တိုက်စစ်ဖွင့်ပြီးတော့ကစားစေခြင်းလေဒါကတော့ကျွန်တော်ပါဆင်ကန်ဖိနေအဲအဲ့လိုမျိုးကစားမှာပဲတော်တင်ဟော့စပါရဲ့ခံစစ်ကပြိုဆင်းသွားမှာအနောက်မှုဆိုရင်တော့တော်တင်ဟော့စပါကို United တင်ရသွားပြီးထိန်းကစားလို့မရဘူးသူတို့တိုက်စစ်အရန်ကောင်းတယ်အဲ့လိုထိန်းကစားမယ်ဆိုလို့ရှိရင်တော့ပြဿနာရှိရယ်ပေါ့နော်ဆိုတော့သူပြင်းကိုပြင်းပြင်းနိုင်မှုပဲဒါကျွန်တော်တို့ကလို့တယ်ဒီပွဲမှာတော့လက်ရှိချိန်မှာတော့ United အသင်းကကစားသမားအင်အားရောအစင်လာရပါအตาရနေလိုအပ်နေရတော့ချန်ပီယံဖြစ်ဖို့ကန်ဂျမာနဲ့နီးပြအာမွန်ရဲ့ နီးဗျူဟာရွေးချယ်မှုမှန်ကန်ဖို့လိုတယ်လို့ပဲဒါကျွန်တော်တို့မြင်တယ်ကြည့်တော့ကျွန်တော်တို့ဒီတော်တင်ဟော့စပါအသင်းနဲ့ United အသင်းတို့ဒါရှင်ပြိုင်ကစားကြမဲ့ Europa League Final ပွဲစဉ်ကိုကျွန်တော်ရဲ့ EC ကိုရဲ့ Bora ရဲ့၃ရောင်းနဲ့တူတူဒါကြည့်ရှုပြီးတော့အတူတူအားပေးပြီးတော့အောင်ပွဲခံနေတယ်ဆိုလို့ရှိရင်တော့ Airvity Hotel ကိုဆက်သွယ်ဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်ဗျကျွန်တော်ကတော့ Vidya Sport က United fan တက်စင်ပါ Champion ဖြစ်ပြီးရင်ပြန်ဆောင်ရမယ်ဗျ